မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ဓာတ်ပုံတွေအများကြီးကို PDF ဖိုင်အဖြစ်ပြောင်းတဲ့နည်းဒါမှမဟုတ် Photo Evan ပြုလုပ်တဲ့နည်းလမ်းလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်တခါတလေမှာကိုယ့်ရဲ့အမှတ်တရဓာတ်ပုံတွေအများကြီးကို PDF ဖိုင်အနေနဲ့စုပြီးတော့သိမ်းထားခြင်းတဲ့အခါမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ CV ဖိုင်ထဲမှာရှိတဲ့ဓာတ်ပုံတွေကို PDF ဖိုင်အနေနဲ့စုပြီးတော့အလုံးရှောက်ဖို့ရာအတွက်ပို့ပေးရတဲ့အခါမျိုးမှာဒီရက်သင်ခန်းစာလေးကအလုံးအတွက် ်အရန်သုံးဝင်မယ်လို့တင်ပါတယ်ဒီတော့ပြုလုပ်တဲ့နီလန်းတွေကအများကြီးပဲရှိတယ်အဲ့ဒီထဲမှာအလွယ်ကူဆုံးနဲ့ပြုလုပ်လို့ရနိုင်တဲ့ power point နဲ့ပြုလုပ်တဲ့နီလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် power point software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် PowerPoint ဆိုရယ်ပွင့်လာပြီဆိုရင်တော့ပုံမှန်အတိုင်းပဲကျွန်တော်တို့ဒီမှာ blank presentation ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်နမူနာအနေနဲ့ အမတ်တရဓာတ်ပုံတွေအများကြီးကို PDF ဖိုင်အနေနဲ့စုပြီးတော့မှသိမ်းထားကျင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အမတ်တရဓာတ်ပုံလေးတွေကိုကျွန်တော်တို့ PowerPoint slide တွေထဲမှာဖန်တီးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ slide တွေထဲမှာ auto ထည့်ဖို့ရာအတွက် insert တက်ထဲကနေပြီးတော့ photo element ဆိုတဲ့ထည့်ကိုကျွန်တော်တို့ကဝင်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ insert တက်ထဲကနေပြီးတော့ရိုးရိုးပေးချဆိုတဲ့ထည့်ကနေ ဝင်ထည့်လို့မရပါဘူးเนาะကျွန်တော်တို့က photo album ပြည့်လုံးมาဖြစ်တဲ့အတွက် inserted ထဲကနေပြီးတော့ photo album ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ new photo album ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ find this ဆိုတဲ့နေရာလေးထဲကို click တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ computer ထဲမှာကိုပြုတ်လို့လိုတဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ရှာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် ီတော့ကျွန်တော်နမူနာအနေနဲ့ပုံလေးတွေထည့်มาဖြစ်တဲ့အတွက် Photoshop CC 2020 color ထဲအနေပြီးတော့ wallpaper ဆိုတဲ့အထဲမှာဒီပရိဝေတွေနဲ့ပတ်သက်တဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်နမူနာအနေနဲ့ထည့်ပြပေးมาဖြစ်ပါတယ်။ဒါကြောင့်ဒီမှာကျွန်တော်တို့ပုံလေးတွေရှိတယ်အဲ့ဒီပုံလေးတွေကျွန်တော်တို့ကအကုန်လုံးကိုထည့်ချင်တဲ့ဆိုရင်တော့ control ရနဲ့ select all ပြပြီးတော့မှပုံအားလုံးကိုရွေးချယ်လို့ရပါတယ်ဒီလိုမှမဟုတ်ဘူးကျွန်တော်တို့ကပုံလေးတွေကိုစိတ်ကြက်ရွေးချယ်ပြီးတော့ထည့်ချင်တဲ့ဆိုရင်တော့ ကီးဘုတ်ကနေပြီးတော့ control key ကိုလက်ကပြီးပြီးတော့ကိုထည့်ချင်တဲ့ပုံလေးတွေကိုအခုလိုမျိုးလေးလိုက်ပြီးတော့မှ click တစ်ချက်ချင်းစီနှိပ်ပြီးတော့ select လေးကျွန်တော်တို့ပေးလို့ရပါတယ်အခုဒါဆိုရင်ကျွန်တော်နမူနာအနေနဲ့ဒီရဲ့ပုံလေးတွေထည့်လိုက်ပါမယ်ကိုထည့်ကျင်တဲ့ပုံလေးတွေကျွန်တော်တို့ control key ကို lock out ဖိပြီးတော့ click တစ်ချက်စီလိုက်ပြီးတော့ထောက်လိုက်တယ်ဆိုရင် အခုလိုမျိုးလေးကျွန်တော်တို့ select ဝင်သွားပါလိမ့်မယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအင်ဆာဆိုတာလေးကျွန်တော်တို့ကနှိပ်ပေးမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာရှိနေတဲ့ကျွန်တော်တို့က create ဆိုတာလေးကိုကလစ်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ create ဆိုတာလေးနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ slide တွေထဲမှာကိုရွေးထားတဲ့ဓာတ်ပုံတွေက auto ရောက်လာမှာဖြစ်ပါတယ်။ photo ever ဆိုပြီးတော့မှအပေါ်ဆုံးမှာကျွန်တော်တို့ photo ever ဒီမျက်နှာဖုံးထည့်ဖို့ရာအတွက် design လေးတွေကျွန်တော်တို့ထည့်ဖို့ရာအတွက် ကျွန်တော်တို့ slide လေးအသစ်တစ်ခုနဲ့တိုးလာလိမ့်မယ်အောက်မှာကျွန်တော်တို့ကကိုထည့်ထားတဲ့ပုံလေးတွေကျွန်တော်တို့ရရှိလာပါလိမ့်မယ်ဒီတော့ DL slide တွေထဲမှာရှိနေတဲ့ဒီပုံတွေမှာကျွန်တော်တို့ကဒီမှာပုံနဲ့ slide နဲ့ရကျွန်တော်တို့အပြည့်မပါဘူးဆိုရင်တော့ပုံလေးတွေကိုကျွန်တော်တို့အချောင်းအချဲ့လုပ်လို့ရပါတယ်ဒီတော့ click တစ်ချက်ကျွန်တော်တို့ကနှိပ်ပြီးတော့မှအော်ပုံကိုကျွန်တော်တို့ဒီမှာ slide လေးတွေထဲမှာအပြည့်လိုက်ပြီးတော့မှကျွန်တော်တို့ချိန်ပေးတာမျိုးတွေကျွန်တော်တို့ပြုလုပ်နိုင်ပါတယ်ဒီတော့ဒီအောင်လေးကိုကျွန်တော်တို့နည်းနည်းလေးဆွဲမယ် ဒီတော့ slide ရဲ့အောက်မှာကျွန်တော်တို့ပို့သွားတဲ့အပိုင်းလေးတွေရှိတယ်ဆိုရယ်เนาะ crawl tool လေးနဲ့ကျွန်တော်တို့ကပုံဖြတ်ထုတ်လို့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ picture format ဆိုတဲ့အထဲကိုဝင်မယ် crawl ဆိုတာလေးကျွန်တော်တို့ကနှိပ်ပြီးတော့မှပုံမှာကျွန်တော်တို့ဒီမှာ slide ထဲမှာပုံနေတဲ့အပိုင်းလေးတွေကိုကျွန်တော်တို့ကခုလိုမျိုးလေးဖြတ်ထုတ်ပြီးတော့မှ slide လေးတွေကိုကျွန်တော်တို့တတ်တတ်ရရနဲ့စီပေးခဲ့လို့ရပါတယ်ဒီမှာတော့ကျွန်တော်ကပုံတွေအများကြီးဖြစ်တဲ့အတွက် တပုံချင်းတော့လိုက်ပြီးတော့မပြတော့ဘူးကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်တဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့ပုံလေးတွေကိုတက်တက်ရရနဲ့ကျွန်တော်တို့ဆက်လိုက်လေးတွေထဲမှာလိုက်ပြီးတော့အဲစီပေးဖို့လိုပါလိမ့်မယ်ဒါလေးကျွန်တော်တို့ကပြီးသွားပြီဆိုရင်ထောက်ကတော့ကျွန်တော်တို့အဲဒီပုံနဲ့ဒီပုံနဲ့ကိုအထက်အောက်ကျွန်တော်တို့ပြောင်းလဲခြင်းနဲ့ဒါမှမဟုတ်အောက်ကပုံနဲ့အထက်ကပုံနဲ့ကိုအထက်အောက်ပြောင်းလဲခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ရတယ် အလွယ်တကူပဲကျွန်တော်တို့မောင်ရဲ့လက်ကလေးလေးနဲ့ဖိတ်ဆွဲပြီးတော့မှကိုပြောင်းကျင်တဲ့နေရာလေးကိုအလွယ်တကူကျွန်တော်တို့ကထားလိုက်လို့ရပါတယ်။ဟောဒီပုံလေးကိုကျွန်တော်တို့အပေါ်ဆုံးမှထားကျင်တာလား။မောင်ရလက်ကလေးလေးနဲ့ဖိတ်ဆွဲပြီးတော့မှအခုလိုမျိုးလေးအထောက်အောင်လေးတွေကျွန်တော်တို့ကအကုန်လုံးပြောင်းလဲလို့ရတယ်။အားလုံးကျွန်တော်တို့ကပြောင်းပြီးသွားပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိနေတဲ့ Photo Evan ဆိုတဲ့ဒီဇိုင်းကြီးကိုကျွန်တော်တို့ကမကြိုက်ဘူး။ဒီတော့ကျွန်တော်တို့ကဒီရဲ့ဒီဇိုင်းပုံစံကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့အပေါ်မှာရှိတဲ့ကျွန်တော်တို့ ဒီဇိုင်းတက်ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ်ဒီဇိုင်းတက်ထဲကိုဝင်လိုက်လို့ဆိုရင်တော့သင်းဆိုတဲ့နေရာလေးမှာသူ့မှာကျွန်တော်တို့တခါတဲ့ PowerPoint ထဲမှာ ready လုပ်ပြီးသား template လေးတွေကျွန်တော်တို့ယူသုံးလို့ရတယ်ဒီထဲကနေပြီးတော့မှကိုကဘလိုပုံစံဒီဇိုင်း template လေးကိုကျွန်တော်တို့ကြိုက်လဲအော်ဒီပုံစံလေးကျွန်တော်တို့ကကြိုက်လားဒါဆိုရင်ကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးကျွန်တော်တို့ photo ever ဆိုတဲ့ဒီဇိုင်းလေးကဒီပုံစံလေးဖြစ်သွားမယ် အောက်မှာရှိနေတဲ့ပုံရိပ် background လေးတွေကလည်းသူနဲ့သက်ဆိုင်တဲ့ template ပုံစံလေးတွေကျွန်တော်တို့ဝင်သွားမယ်ပေါ့ဒါဟုတ်မှဒီထဲမှာကျွန်တော်တို့ကဒီစာလေးတွေမကြိုက်ဘူးလားပြန်ပြီးတော့ပြင်ချင်တာလားအားလုံးကျွန်တော်တို့ကပြင်လို့ရတယ်အော်ဒီမှာနောက်ထပ်စာလေးတွေထပ်ပြီးတော့မှအစ်စ်ထည့်ချင်တယ်ဆိုရင်ပုံမှန်အတိုင်းကျွန်တော်တို့ကကာစာချပြီးတော့မှရေးလို့မရတော့ဘူးဒါကြောင့်ကျွန်တော်တို့တက်ဖောက်လေးခေါ်မယ် insert တက်ထဲကနေပြီးတော့မှ ရှိတ်ဆိုတဲ့အထဲဝင်မယ်ပြီးရင်တော့ကျွန်တော်တို့တက်ပေါက်လေးခေါ်ပြီးတော့မှကျွန်တော်တို့ဒီမှာတက်ပရင်လေးတစ်ခုတက်မှတ်မယ်ပြီးသွားပြီဆိုရင်တော့ကိုတိုက်နေတတ်တဲ့ကျွန်တော်တို့စာလေးတွေကိုရေးပြီးတော့မှကိုရကိုရဲ့ဒီ photo album ထဲမှာကျွန်တော်တို့အကောင်လုံးရေးပြီးတော့မှထည့်လို့ရတယ်ပေါ့အော်ဒီပုံစံနေသားလေးကျွန်တော်တို့ရမယ်ပေါ့ပြီးရင်သူ့မှာ color ရောင်တွေပြောင်းချင်တယ်ဆိုရင် shape format ထဲကျွန်တော်တို့ဝင်ပါမယ် shape face ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဟာဘယ်လိုပုံစံအဲဒီနောက်က background လေးတွေကျွန်တော်တို့ထည့်ချင်လဲပေါ့ ကိုကြိုက်နေတဲ့နောက်ခံ background ပုံစံလေးတွေထည့်လို့ရတယ်။တက် face ဆိုတဲ့နေရာလေးမှာဒီစာအုပ်ကျွန်တော်တို့ဘလိုကလာရောင်နဲ့ထားကြလဲကိုကြိုက်နေတဲ့ကျွန်တော်တို့ color ပုံစံအရောင်လေးတွေနဲ့ကျွန်တော်တို့ထားခဲ့လို့ရပါတယ်။ကျွန်တော်တို့အားလုံးပြီးသွားပြီ။ slide တွေအားလုံးမှာလည်းကျွန်တော်တို့ပုံလေးတွေကိုလည်းအစီအစဉ်တခြားနဲ့ကျွန်တော်တို့လုပ်ပြီးသွားပြီ။ပုံတွေကလည်းကိုရဲ့စိတ်တိုင်းကျဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာစပြီးတော့မှ PDF file လေးအနေနဲ့သိမ်းပေးရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က file နဲ့နေပြီးတော့မှာ ်စိတ်ဆိုတာလေးကျွန်တော်တို့နှိမ်မယ်နှိမ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘရော့ဆိုတဲ့အထဲကိုကျွန်တော်တို့တစ်ချက်နှိမ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ file name ဆိုတဲ့နေရာလေးမှာတော့ကိုယ်ကြိုက်နဲ့သက်တဲ့နာမည်လေးတစ်ခုခုကျွန်တော်တို့ပေးခဲ့လို့ရပါတယ်အရေးကြီးတာကကျွန်တော်တို့ဒီမှာ save at type ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့က powerpoint presentation ဆိုတဲ့ powerpoint file ကျွန်တော်တို့ဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်တို့ကဓာတ်ပုံတွေအများကြီးကိုစုပြီးတော့ PDF file လေးအနေနဲ့စုစည်းပြီးတော့ထားခဲ့ကျင်တာဖြစ်တဲ့အတွက်ဆေးရတိုက်ဆိုတဲ့ format ရွေးတဲ့နေရာလေးကိုကလစ်တစ်ချက်လောက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ဒီအပေါ်မှာရှိနေတဲ့ PDF ဆိုတာလေးကျွန်တော်တို့ကရွေးပေးရပါမယ်။ရွေးပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ computer ထဲမှာ PDF file လေးကိုဘယ်နေရာမှာသိမ်းမလဲ။ကိုယ်သိမ်းလို့တဲ့ file လမ်းကြောင်းလေးကိုကျွန်တော်တို့ရွေးပါပြန်တော့ကျွန်တော်တို့ကဒီမှာစေ့ဆိုတာလေးကိုကျွန်တော်တို့နှိပ်ခက်လိုက်မယ်။စေ့နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ PowerPoint file နဲ့သိမ်းသွားတာမျိုးမဟုတ်ဘဲနဲ့ PDF file လေးအနေနဲ့ကျွန်တော်တို့သိမ်းပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဟောဒီတော့ကျွန်တော်တို့ဒီနေရာလေးမှာစနေတယ်ခဏလေးကျွန်တော်တို့စောင့်ပေးရပါမယ်။ဒီမှာဆိုရင်ကျွန်တော်တို့ PDF Adobe Reader နဲ့သူက PDF file လေးအနေနဲ့စုပြီးတော့မှကျွန်တော်တို့ရရှိသွားပြီပေါ့။အဲ့တော့ဒါလေးကိုကျွန်တော်ပိတ်ပြီးတော့မှအစားအနေပြန်ဖွင့်လိုက်ပါမယ်။ဒီဖိုင်နေရာလေးကျွန်တော်တို့အတွက်မလိုတော့ဘူး။ဒါကြောင့်ကျွန်တော်မသိမ်းတော့ပါဘူး။ကလုတ်နဲ့ပဲပိတ်လိုက်ပါမယ်။ ကိုကလိုအပ်တယ်ဆိုရင်တော့ဒီဖန်လေးကို PowerPoint format နဲ့ကျွန်တော်တို့ထပ်ပြီးတော့သိမ့်ခဲ့ပေးရမယ်ပေါ့နော်အခုလက်ရှိအချိန်ဒီမှာတော့ကျွန်တော်တို့ကမလိုတော့တာဖြစ်တဲ့အတွက်ဒီမှာမသိမ့်တော့ဘူးတုံးစိဆိုတာလေးနဲ့ပဲကျွန်တော်ပိတ်ခဲ့လိုက်ပါမယ်ဒီမှာလည်းကျွန်တော်တို့ကပိတ်လိုက်မယ်ဒီတော့အစောနောက်ကကျွန်တော်တို့ PowerPoint နဲ့ဓာတ်ပုံတွေအများကြီးကိုစုထားပြီးတော့မှကျွန်တော်တို့ screen desktop ပေါ်မှာ photo ever ဆိုတဲ့နာမည်လေးနဲ့ကျွန်တော်တို့ကသိမ့်ခဲ့လိုက်ပါတယ်ဒီတော့ df file လေးကိုကျွန်တော်နှစ်ချက်နှိပ်ပြီးတော့မှဖွင့်ကြည့်လိုက်ပါတယ် ပြန်ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ဒီမှာမြင်ကွင်းလေးနည်းနည်းလောက်ချက်လိုက်ပါမယ်ချက်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ PowerPoint နဲ့မှာဖန်တီးထားခဲ့တဲ့ကျွန်တော်တို့ Photo Album ဆိုတဲ့ဒီဇိုင်းလေးကျွန်တော်တို့ရှိမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ Scrubber နဲ့အောက်ကိုဆွဲကြည့်လိုက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဓာတ်ပုံတွေအများကြီးကိုကျွန်တော်တို့က PDF file လေးတစ်ခုအနေနဲ့စုပြီးတော့မှကျွန်တော်တို့သိမ်းထားလို့ရတယ်ကွန်ပျူတာထဲမှာဖြစ်ဖြစ်စေ DF PDF file လေးကိုကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပြီးတော့လဲ အဲကျွန်တော်တို့တင်ထားလို့ရတယ်ဗောနော်အဲ့တော့အခုလိုမျိုးကျွန်တော်တို့ PDF file လေးအနေနဲ့စုပြီးတော့တင်ထားခြင်းအားဖြင့်ကိုယ့်ရဲ့ဖုန်းထဲမှာဆိုရင်လည်းဟောဘယ်သွားတဲ့အမှတ်တရဓာတ်ပုံတွေကျွန်တော်တို့ PDF file လေးစုပြီးတော့ကျွန်တော်တို့တင်ထားလို့ရတယ်ဗောအဲ့တော့ gallery ထဲမှာကျွန်တော်တို့ ဒီဖုန်းကလာလီထဲမှာဓာတ်ပုံတွေအများကြီးကျွန်တော်တို့ပြန့်ကျဲနေတာမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒီ file လေးတစ် file ကိုကျွန်တော်တို့ဖွင့်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့ဓာတ်ပုံတွေအများကြီးကိုကျွန်တော်တို့စူးစီးပြီးသားလေးကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရဲ့သင်ခန်းစာလေးကအရန်သုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရဲလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရဲလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိရဆိုရင်လည်း ကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းဓာတ်ပုံတွေအများကြီးကို PDF ဖိုင်အနေနဲ့စုစည်းပြီးတော့ပြောင်းလဲတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ TONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ် အားလုံးအဆင်ပြေကြပါစေခင်ဗျာ